အားလုံးပဲမြင်ပါပါเนาะနောက်ပုံမှန်ကတော့စနေနေ့ထွက်နေတာပေါ့เนาะမနေ့ကအချိန်ကြီးအခက်ခဲနေပြပါလို့ဒီနေ့ line လွှင့်ပေးရပါဒီမေ့ချင်လိုက်ရလို့ရှိရင်မမမိကုန်းလေးရေးပြီးရမေ့လို့ရတယ်เนาะအဲဒီရက်သေးပေါ့เนาะအခုရမရရှောင်းလေးကိုအဲ့မတိလို့ပြန်ပြီးတော့ပြောချပါပေါ့เนาะနောက်တစ်ခါကျတော့ရာဒီရွှေနီးကိုပြန်ပြီးတော့ပြောပြချပါပေါ့เนาะအဲ့လိုမျိုးလေးပြောပြနေကြမေးကြရင်များလို့ပေါ့เนาะ ရှင်းရှောင်နေရကြတော့ကျမတို့ဟိုကိုဝင်လိုချင်တဲ့သူကလည်းအောက်ကျွေးရရက်ကိုတတိထားပြီးတော့ဗောနောတော့ချက်ပြီးတော့အထူးနေလို့ရတယ်စူးစမ်းလို့ရတယ်အဲကိုမမလို့ခြင်းတဲ့သူအားကြတော့လဲဗောနောတောက်ကျွေးရက်ကိုရှောင်ဖို့အတွက်အဲတိဖို့အတွက်အသုံးဝင်နေဗောနောအဲ့တော့ရက်ရှောင်နေလေးကိုတိချာနေဖို့ live မှာပြောပြလိုက်မယ်နော် ဟောရာတီဆားလာတဲ့ရက်ကနေပဲတွေ့ရမယ်ပြက်ကလေးရဲ့လာအစားနေပြီးတော့တွေ့ဆရာမလို့เนาะကိုရဲ့ရာတီလာတဲ့ရက်ကိုလည်းပြီးသွားတဲ့ရက်ကိုမတွေ့ရဘူးအဲဆက်လာတဲ့ရက်ကနေပြီးတော့အစားတွေ့ရမယ်အဲ့တော့ဆက်လာတဲ့ရက်တွေကိုအများနဲ့မှတ်ထားတာပို့ပြီးတော့အဆင်ပြေတချို့လူမျိုးမိရပါเนาะဆက်လာတဲ့ရက်တွေကိုလည်းလာအိုင်လာအိုင်မှတ်ထားတယ်ဒါပေမဲ့ရာတီရက်ကပဲရက်လဲလို့မိလိုက်လို့ရှင်ပြီးသွားတဲ့ရက်ကိုပဲပြောတတ်ကြအများရေပေါ့เนาะတကယ်တော့ကိုကရာတီလာတဲ့ရက်ကိုပြောပါဆိုလို့လို့ရှင်ရာတီဆက် လာတဲ့ရက်ကိုပြောရမယ်เนาะရာသီစလာတဲ့ရက်ကနေပထမအုပ်ဆုံး9ရက်အရှိဆုံးတစ်ပတ်အဲ့တစ်ပတ်ကကြတော့ကျွန်မတို့ဟိုတောက်ချူရဲ့ရက်နဲ့လုံဝေးတယ်အဲ့ဒါကြောင့်မလို့ကိုယ်ဝင်မရနိုင်ဘူးเนาะအဲ့ရာသီစလာတဲ့ရက်ကနေပြီးတော့ပထမအုပ်ဆုံးတစ်ပတ်ကိုကျော်လာပြီးတော့ဗောနော်ဆယ်ရက်မြောက်ကျော်ရက်တွေဖြစ်လာပြီဆိုရင်တောက်ချူရက်နဲ့ တဖြည်းဖြည်းနီးလာပြီပေါ့နော်အဲ့တော့ရာသီဆက်လာတဲ့ရက်ကနေပထမအပတ်တွင်းကကိုဝင်မရနိုင်ဘူးအဲ့ဒီရက်ကနေပြီးတော့နောက်ရက်တရားကျတော့ဆယ်ရက်မြောက်ကျော်ရက်တရားကျကြတော့တောက်ကျွေရဲ့နဲ့နီလာအတွက်ဆောင်မလို့ကိုရနိုင်တယ်။အိုက်ကနေပြီးတော့ရာတိဆလာတဲ့ရက်ကနေ21ရက်မြောင်နေ့အထိပေါ့နော်။ဆယ်ရက်ကျော်မြောင်ရက်ကနေပြီးတော့21ရက်မြောင်နေ့အထိအိုက်ရက်တွေအကြတော့ကိုဝင်ရနိုင်တယ်နော်။အဲဒီ21ရက်မြောင်ရက်ကိုကျော်သွားပြီးတော့နောက် ရာဒီမလာမခြင်းနောက်9ရက်မြောက်ပေါ့နော်တပတ်လောက်အတွင်းအကြာတော့ကိုမရနိုင်တော့ပြန်ဘူးနော်တောင်းကျွေရက်ကတော့တလမှာတရက်ပဲကျွေတာနော်အဲ့ရက်ကိုလည်းဘယ်သူမှအတိအကျမသိနိုင်ဘူးအတိအကျသိတဲ့သူကရှိလို့ရှိရင်ကျွန်တော်တို့ဒါစီတွေလည်းမတော့ဆရာမလို့တော့အရက်တရက်ထဲရှောင်းလိုက်လို့ရတယ်ပေါ့နော်။နောက်ကမှဘယ်သူမှကဘာပေါ်မှာဘယ်သူမှအရက်ကိုအတိအကျမသိနိုင်ဘူး။နောက်တစ်ခုကကျတော့ အဲတောင်းချွေတဲ့ဟော်မုန်းတွေက LH ဟော်မုန်းတွေပေါ့နော်ကျွန်တော်တို့အပြင်ကနေ test skin တွေနဲ့စစ်တယ်ဆိုတော့အဲ LH ဟော်မုန်းတွေကစစ်ချင်းလို့ဟောလက်ချောင်းပေါ်တိုင်းနဲ့တောင်းချွေစင်မှချွေရဟင်ရာသီတလားတစ်ခါလာနေပြီမဲလတိုင်းတောင်းမချွေတဲ့လတွေလည်းရှိတယ်တချို့လတွေကတောင်းမချွေတဲ့လတွေလည်းရှိတယ်နော် ဲ့တော့ရာသီလတိုင်းလာနေတယ်စစ်စစ်အဲတောက်ကျူရဲ့စစ်စစ်တက်မှလည်းနှစ်ချောင်းပေါ်တယ်ဒါပေမဲ့ကိုယ်မရအောင်မရအောင်ဘာလို့လဲဆိုတော့တချို့လာရလည်းတောက်မကျူလည်းလာရလည်းရှိတယ်အားချောင်းမလို့နော်အဲ့တော့ဘယ်နည်းကျွေမှလဲကိုလည်းခံမှန်းပြီးတော့ပဲရက်တွက်လို့ရတယ်အတိအကျဘယ်ရက်ဆိုတော့ဘူးမှမသိနိုင်ဘူးနောက်တစ်ခုကတော့အဲ့အဲ LH test kit တွေမှာပေါ်နေပြီမဲ့လည်းတောက်မကျူရဲ့ရက်တွေလည်းရှိတယ်ဟုတ်ပြီနော်အဲဆိုတော့မမတို့ကိုကတတိထားလို့ရတာရက်အပိုင်းချလေးတွေပဲချန်ပြင်း သတိထားလို့ရမယ်เนาะဘယ်ရက်ဘယ်ရက်လို့အတိအကျဒါဒီစလာတဲ့ရက်ကနေပြီးတော့တွက်ပေးပါဆိုပြီးတော့အဲဒီဇင်ဘာ25မှာတောင်းပေါ် match လ31ရက်နေ့မှာအဲတောင်းချူမယ်အဲ့လိုမျိုးအတိအကျဘယ်သူမှမသိနိုင်ဘူးကျွန်မတို့လည်းမသိနိုင်ဘူးခံမန်းရက်ပဲတွက်ပေးလို့ရတယ်ကိုယ်တိုင်းလည်းမသိနိုင်ဘူးစစ်စစ်တန်နဲ့စစ်လာလို့ရှိရင်လည်းနှစ်ချောင်းပေါ်ပေးမယ်မှိန်နဲ့ရက်ရှိရဲထင်းထင်းလေးပေါ်လေးရက်ရှိရဲအထင်းဆုံးနှစ်ချောင်းအနီအောင်လေးနှစ်ချောင်းညီညီလေးထင်းနေအောင်ညီညီလေးပေါ်တဲ့နေရာက ကျွန်မတို့အနည်းဆက်ဆုံးတောင်းချင်မယ်လို့ခံမှန်းနေပေါ့နော်။အဲ့ဒါလည်းစနိုင်နေဆိုလို့ရှိရင်တော့ပို့ပြီးတော့ခံမှန်းရတာတိကျတယ်။အဲ့ဒါလည်းမစစ်နိုင်ဘူးဆိုလို့ရှိရင်တော့ရက်ပဲတွက်ရတယ်ရက်ကကြတော့အဲ့ရာသီဆလာတဲ့ရက်ကနေပြီးတော့ပထမတစ်ဖက်အတွင်းကလုံးဝကိုမရှာနိုင်ဘူးအဲ့တစ်ဖက်ကနေကြော်ပြီးတော့၁၀ရက်မြောက်ဝင်ကျင်ရနေပြီးတော့၂၁ရက်မြောက်နေအထိချားရက်တွေပေါ့နော်အဲ့ရက်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ်ရှာနိုင်တယ် အဲဆိုလို့ရှိရင်ကိုရနိုင်တယ်ဗျာနိုင်တယ်ရက်ခွန်ဒီကိုသိပြီလို့ထင်တယ်เนาะအဲနောက်တစ်ခွာကတော့ရက်ဆောင်ကြီးရာဒီရက်ဆောင်လို့ရတယ်ဆိုတော့သူများရေပြပြနေလို့ပေါ့เนาะကြားတယ်ဒါပေမဲ့ဘယ်လိုလုပ်အောင်လဲပြောပြပေးပါဆိုတော့ဒါလို့ပေါ့เนาะစမတို့က post တွေကိုမြင်များလို့ပေါ့เนาะမမြင်လိုက်ဘူးဆိုလို့ရှိရင်အဲ့ခုထဲမှာဟိုရက်ဆောင်ကြီးလို့မြန်မာလိုပဲရှိုင်းလိုက် search bar မှာ chrome ရဲ့ search bar မှာအဲ့ဒါဆိုလို့ရှိရင်အရင်တော့မေးထားတဲ့ရက်ရှောင်းကြီးတွေကိုဖြည့်ပေးထားတဲ့ဟာတွေအများကြီးကျလာနိုင်မယ်။ဒီကတနည်းပဲရှိရ။အဲ့တော့အဲ့ဒါကိုသေချာသိနိုင်မယ်နော်။ပြီးတော့လေအရာဒီရက်ရှောင်းကြီးကဘယ်လိုလုံးအောင်လဲဆိုတော့အများစုကတော့ onion ကင်းတာတော့ဒါစိကတ်တွေတောက်တာပေါ့နော်။ဒါစိကတ်တွေကိုကိုရှောင်းခြင်းနဲ့ရက်ကနေပြီးတော့ ဒီအခုညာဒီဒီနေ့စလာနေပြီဆိုတော့မှလေအဲနောက်ရွှေ့ခြင်းမျိုးရတ်သွားအောင်လုပ်ခြင်းလို့ဆိုပြီးတော့တောင်းမရတော့ဘူးเนาะမမိတော့ဘူးကိုကရာသီလာမဲ့ရက်ကိုမတိုင်ပြီးအောင်ဂျိုးပြီးတော့အနည်းဆုံး၄၅ရက်တစ်ပတ်လောက်ဂျိုးတော့မှရမှာเนาะအဲတော့ကနေဂျိုးပြီးတော့တောက်ထားတနေ့တစ်လုံးနေ့တိုင်းတောက်ရာသီလာမဲ့ရက်တွေကိုလည်းနေ့တိုင်းတောက်တောက်လို့ရှိရင်အန်ကာစီကစားတိုင်းတောက်နေတဲ့ရရာသီမလာဘူးကိုလာခြင်းနဲ့ရက်ရလို့လို့ရှိရင်ဒါစိကတ်ကိုရက်လိုက်အဲဒါဆိုလို့ရှိရင်ဒါစိကတ်ရက်လိုက်တာနေ့ရက်ပြန်ပေါ်တတ်တယ်เนาะ တရက်ကနေ၃ရက်အတွင်းမှာပေါ့အဲတပမောင်းရဲ့အဲတဲအဲရာဒီရပေါ့နော်ကမကမစင်တာမျိုးတွေဖြစ်မှာဆိုရင်လည်းဆိုလို့ရှိရင်လည်းအဲဒီတောင်းလက်စားတက်ခတ်လုံးကိုတက်ခတ်လုံးကိုအတောင်းလိုက်အဲဒါဆိုလို့ရှိရင်လည်းစလုံးထားမြောက်အတန်းကိုတောင်းနေတယ်အားစီလုံးတွေတောင်းနေနေကြလို့ရှိရင်ရာဒီလာလိမ့်မယ်ဟုတ်ပြီနော်အဲဒါကိုမကြားရဲမှာတောက်တလဲမတောက်တလဲတောက်တလဲမတောက်တလဲပေါ့နော်အဲ့လိုရက်ပြက်တွေရှိလို့ရှိရင်ချားပေါက်သိစင်တာမျိုးတွေဖြစ်တတ်တယ်တေချာတားနေတယ်ဆိုရင်ကိုရာဒီလာမဲ့ရက်မတိုင်းခင်၄-၅ရက်လောက် တပတ်လောက်ကြိုတောင်းရမယ်ပြီးရင်စတိုင်းတောင်းမယ်ပြီးရင်ဟိုရာသီလာချင်းနဲ့ရက်ရောက်လို့ရှိရင်အစင်ပြေပြီးသွားဆက်လာဆရာဒိဆာတွေပြီးပြီးဆိုလို့လို့ရှိရင်ရက်လိုက်လို့ရတယ်အဲ့ဒါမဟုတ်ဘဲနဲ့ပေါ့နော်တကယ်လုံးကောင်းတော့မယ်ဆိုလည်းတောင်းလို့ရတယ်အဆိုလို့ရှိရင်လည်းတကယ်လုံးကောင်းမှရာသီပြန်လာနိုင်မယ်နော်ဒါစိတ်ကတောင်းလိုက်ပြီးတောင်းလို့ရှိရင်ကိုယ့်ရဲ့ရာသီပေါ်ရောက်ကိုပြန်လာမှာမဟုတ်တော့ဘူးတကယ်လုံးကောင်းမှပဲပြန်လာတော့မှာဟုတ်ပြီနော် ကိုမလာမင်းကောင်းလေးရှိပြီဆိုအဲ့လေးအရင်ဖြစ်ပြလိုက်မယ်နော်ဆုဆက်လေးကျွန်တော်ဆွဲညီမလေးရမေးထားရတဲ့တင်းကျွန်းနေတပါတယ်ဆီယမ်မရှဲတဲ့မထုံလည်းမထုံချင်တာပေါ့ခွဲစိတ်ကြီးပြန်တင်းလို့ရလာအတန်20အတန်20ခုတဲ့အင်ကျွန်းလည်းဆိုတာတိတ်တော့ဟိုဖြစ်တာရှားတယ်เนาะကောက်ကိုထင်တာလားဒါမှမဟုတ်လို့ရှိရင်အိုကြီးဆရာမကြီးတွေနဲ့ပြပြီးတော့ဆက်တက်ပြီးတော့ခွဲလို့ခွဲမှပြောက်မယ်လို့ဆုံးဖြတ်ပေးပြီးတာလားကောက်ကိုထင်နေတာလားတမီး ကိုကိုထင်နေတာဆိုလို့လို့ရှိရင်ဟုတ်ရှင်မဟုတ်မှာကိုကိုထင်နေတာဟုတ်ရှင်မဟုတ်မှာเนาะပြီးတော့တိန်ကျွန်လာကပေါ့เนาะဘယ်သူမှအဖြစ်များလဲဆိုတော့ခလေးတွေအများကြီးမွေးဘူးတဲ့ခလေးအများကြီးမွေးတာတော့မရိုးရိုးမွေးဘူးတဲ့နေခင်လေးเนาะပြရလို့ရှိရင်အလေးပင်နေအမ်တောက်လျှောက်ပေါ့เนาะနေ့ကာလကြာရှည်စွာမာရတဲ့အလုံးလုံးရတဲ့အမျိုးသမီးတွေเนาะ ာလို့ကကြတော့အလေးမအားကစားသမားတွေပေါ့နော်အဲ့လိုကကြတော့အဲ့လိုမျိုးကောလာဂျင်တွေမကောင်းတဲ့အားနည်းတဲ့သူတွေပေါ့နော်အဲ့လိုမျိုးဆိုရှင်တဲ့ဂျွန်းတ်တဲ့အများဆိုတာအသက်ကြီးမှဂျွန်းတာများတယ်နော်အသက်50ကျော်60ကျော်80ကျော်ကျွန်တော်တို့အိုမီယက် OBD မှာလာပြရတယ်ပြပလုံလာဌာနမှာလာပြရတယ်ဆိုတော့တိုင်ကျွန်တော်အများဆိုတာအဖွားတွေပဲဖြစ်တာများတယ်ပေါ့နော်ငငယ်လေးနဲ့အိမ်ဆောင်လည်းမရှိဘူးနော်တခြားယောဂအခန်းတွေလည်းမရှိဘူးခလေးတဲ့ခါမှမွေးဘူးဆိုရင်တိုင်ကျွန်တော်လောကမှာဖြစ်နိုင်ဘူးနော်ကိုကိုထင်နေရဆိုလို့ရှိရင်အဲထင်တာအမှတ်မှားနေရမျိုးဖြစ်တယ်လို့နော်ပြောတဲ့အင်ဂျိုနာကစိတ်တွေပါမခွဲစိတ်လဲရတယ်เนาะဘာလို့လဲဆိုတော့အဲဒီဟိုစာ တိုင်ခေါင်းကနေပေါ့နော်အပေါ်ကိုပြန်ပြီးတော့ပြင့်တင်လို့ရတဲ့ခွင်းလေးတွေရှိတယ်။အဲခွဲစိတ်လို့မတင့်တော်တဲ့အတက်ကြီးရဲ့အရန်အတက်ကြီးရဲ့ပေါ့နော်အဖွားတွေပါမှာဆိုလို့ရှိရင် မခွဲချင်တော့ဘူး။မရေချင်ရာချက်မကြီးရာရောတွေးလို့စီတို့တွေရာရောဆိုလို့ရှိရင်ဒီမှာတော့မခွဲတော့ဘဲနဲ့အဲ့ခွင်းလေးနဲ့ပြန်ပြီးတော့ပြင့်တင်ရတဲ့ခွင်းရှိရပေါ့နော်။ဈေးလည်းမကြည့်ဘူး။အဲ့လိုမျိုးကုသနည်းတွေလည်းရှိပါတယ်လို့နော်။ခွာကိုထင်နေရဆိုလို့ရှိရင်တော့ဟုတ်ချင်မှဟုတ်ပါနော်ကိုကိုယောဂတဲ့အီလို့လည်းအဲ့လိုမျိုးလည်းမတတ်မှတ်သိနေအောင်ပေါ့နော် ချူကီဆိုရင်ဒီမှာလေးကမိထားတယ်တဲ့ကိုဝင်32ပတ်ပြည့်တော့မှာပါတဲ့ငါးလပိုင်းထိပ်ပြီးထားတယ်ရုံစိုက်ကဲနဲ့သွားပါဘူးဆိုတော့လည်းမချပါဘူးရရှိမှာနေလာလေးလပိုင်းကုန်ထီရုံတက်ရမှာမလို့အဆင်ပြေနိုင်လားတဲ့စိုက်ကဲစင်းခလေးဆက်ကျိုးတာမျိုးတော့မဟုတ်ပါဘူးเนาะတမင်းเนาะဟောလေးစောင်းမိတာလို့တောင်းမလို့ရှိရင်အက်ဆီဒန့်ဖြစ်တာလို့အဲ့မျိုးတွေဖြစ်မှာပဲဆိုရင်အဲ့လိုမစိခိုင်းတာပေါ့နော် အဲ့လိုမျိုးတွေဖြစ်လို့ရှိရင်ကျတော့ကျမတို့ဒီချိန်မှာတွေးစင်တာမျိုးတွေဖြစ်မှာဆိုလို့လေပြီးရင်ခါကျတော့33ပန်း32ပန်းအဲ့လိုဝင်ကျင်ဆိုတော့ရုပ်တရက်ပေါ့နော်အဆီတက်နေပါတယ်ကြုံရတဲ့အခါကျလို့ရှိရင်ကိုကမောင်းတဲ့လူကကိုစီးတဲ့ဆိုင်ကယ်ကိုမောင်းတဲ့သူကဘလောက်ပဲမြူဆိုင်ဆိုင်ဖေးရရောက်လာတဲ့အန္တရာယ်ရှိနိုင်တယ်လေ ဘာဖြစ်လဲဆိုတော့ဆိုင်ကယ်ကကြတော့အကာအကွယ်လည်းမရှိဘူးเนาะပြီးရင်ခါကျနှစ်ဘီးနဲ့မောင်းလဲရှည်ရယ်ဆိုတော့လေအဲဘေးကဝင်လာနိုင်တဲ့အက်ဆီဒန့်နေနဲ့သူများအောင်ရှောင်လိုက်တာဖြစ်ကားကဝင်ပြီးတော့ဟိုဟာဖြစ်တာပဲပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင်ရေဆင်းသွေးဆင်းဖြစ်ခဲ့တယ်ဆိုလို့ဆိုလို့ရှိရင် သုံးဆက်တပန်းနဲ့မွေးလို့ရှိရင်အထက်ကခလေးရအဆုံကားကောင်းကောင်းမဖွင့်မျိုးသေးဘူးနော်အဲ့ဒါကြောင့်လို့လို့ရှိရင်ကျမတို့ရုပ်ရည်အရေးပေါ်ခွဲမွေးလိုက်ရမယ်ပေါ့နော်ခလေးအသက်ကိုကယ်ဖို့ရောမိခင်အသက်ကိုကယ်ဖို့ရောအချင်းကွာအမျိုးတွေပါတယ်ဖြစ်လို့လို့ရှိရင်သုံးဆက်တပန်းနဲ့မွေးတယ်ဆိုရင်ခလေးရကောင်းကောင်းအသက်မရှူနိုင်သေးတဲ့အတွက်ကြောင့်မို့လို့အရန်ခယူစားရတဲ့မွေးကင်းစားခလေးဆောင်မှာတွားပြီးတော့ခလေးကိုစိတ်ယုံတင်ရနိုင်မယ် เนาะမိခင်ကလည်းတခြားပေါ့เนาะအခလေးကိုပြီးစိုးရတာတွေရောတခြားအန်နီယယ်တွေရောအဲ့ဒါကြီးရှိနိုင်တယ်အဲ့လိုမျိုးနောက်ဆက်တွဲဆိုးကျိုးတွေရှိမှဆိုလို့မစင်းခိုင်းတာမစီးခိုင်းတာပေါ့เนาะခလေးဆက်ကျိုးရဲဆိုတာမျိုးတော့လုံးဝမဟုတ်ဘူးဒါအရက်စကားတွေမမှန်ဘူးเนาะအင်းဒါကြီးကလုံးဝနန်းဆက်အိပ်ပဲမရှိရဟာကြီးပေါ့เนาะအဓိကအဆင်တန်တွေအကြောင်းအမှာဆိုလို့ပဲเนาะပြီးရင်ခါကျတော့ brand လေးတွေမွေးမှာဆိုလို့နေမစေးလားမစေးပဲနဲ့အရေးပေါ်ခွဲမွေးလိုက်ရတာမျိုးတွေအကြောင်းမှာဆိုလို့เนาะ အမေတနာဝမင်္ဂလာညချမ်းပါရှင်လည်းဟုတ်ကဲ့ပါရှင်လိုင်းမကောင်းဘူးဟုတ်ပါရဲ့လိုင်းမကောင်းတဲ့ချားကလာပြီးတော့ဗောနော်ဒီစမကိုမေးချင်လို့ဆွေးနွေးချင်လို့လာပြီးတော့တခုတခါချိပေးရတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်နော်ရွှေဤမွန်နဲ့အဲဥမွန်နဲ့လို့နော်ခဏရခွဲမွေးထားတာတဲ့မနေ့ပိုင်းဆိုခါလာတယ်ဆချုပ်တာပါတဲ့အလုပ်ကားတဲ့ခွဲမွေးကဘလောက်ကြာပြီလဲနော် ခွဲမှုရကြပြီဆိုလို့လို့ရှင်တော့လေဒီကျမတို့ခန်းလာတာကအလုံးထံကြောင့်ပဲပေါ့နော်ခွဲမှုတော့မကြသေးဘူးဆိုလို့လို့ရှင်တော့နာနာနေ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 ဘာဖြစ်လဲဆိုခါထုံစီ ထုံထားဆော်ရီနော်ခါထုံစီထိုးထားတယ်ဆိုလို့လို့ရှင်ဒီလိုမျိုးခန်းလာတာလို့ခေါင်းမှုလားလို့အဲ့ဒါမျိုးတွေဖြစ်တတ်လို့လေစက်ချုပ်ကလည်းခန်းလာတာတွေအာယုံဆိုင်ရတော့ခေါင်းမှုလားတွေဖြစ်တယ်ဆိုတော့နှစ်ခုရောပြီးတော့ပိုးဆိုးမှာဆိုလို့နော်အနာယူတင်တယ်နော်အဲ ကျွန်တော်တို့လေးခါကိုလေးရင်းနှွေးအိတ်လေးကပ်ပေးတာမျိုးတွေညဘနာတဲ့အချိန်ကျလို့ရှင်လှဲပြီးတော့ရင်းနှွေးအိတ်လေးကပ်ပေးရမျိုးတွေလုပ်လို့ရအောင်เนาะလို့တိုင်းနေတာမဟုတ်ဘူးဆိုလို့ရှိရင်ခုနဲ့အစီပြေတဲ့လေးကိုက်ခဲပြောင်းစင်းလေးတောက်ရှင်လေးရှာရယ်เนาะရွှေဖြိုးဆိုရင်ကျွန်မလေးကဟာနေဆရာကြီးအသက်24နှစ်ရှိပြီ ဲလည်းပုံမှန်လာရဲ့ဟုတ်ပြီတအားနေတော့ဖြစ်တာလဲလို့လွတ်ပါနာကျွန်တော်မှမရှိဘူးဆိုရင်ရလာဆောင်းဆောင်းထင်းထင်းဆန်းအကုန်ဆိုင်ရတယ်နော်လဲတာတွေကဘာမှပြဿနာမရှိဘူးနေလို့ယောဂါတွေဖြစ်တာမျိုးမရှိဘူးနော်စမရောပေါ့နော်အများစုကနဲလို့ရှိရင်တအိမ်ထဲမှာကြံနေပြီးတော့အာတအိမ်ထဲမှာပေါ့နော်သွေးတွေကခဲသွားပြီးတော့သွေးလုံးတွေဖြစ်တာလို့အဲ့လိုမျိုးထင်နေကြတယ်ပေါ့နော်ကိုယ့်အကိုအဲ့လိုထင်လိုက်တာပေါ့ လိုမျိုးဖြစ်တာမဟုတ်ဘူးเนาะအဲ့သွေးလုံးလို့ရှိအိတ်တို့အသားလုံးတို့အဲ့ဒါတွေအကုန်လုံးအတော့သူဖြစ်ချင်လို့ဖြစ်လာတာအစ်ဆိုချင်ဟော်မုန်းနဲ့ထိတွေ့တာအများကြီးဖြစ်တဲ့ယောဂါတွေလည်းရှိတယ်ဒါမှမဟုတ်အဲ endometriosis ပေါ့เนาะသွေးလုံးဖြစ်ပြီးတော့ဖြစ်တဲ့တွေလည်းရှိတယ်အဲ့ဒီအကုန်လုံးကရာသီသွေးနည်းလို့ဖြစ်တာမဟုတ်ဘူးသူကသူဖြစ်ချင်လို့ဖြစ်တာเนาะအဲ့ယောဂါတွေဖြစ်နေရင်ဒါခုနကပြောတဲ့အသားလုံးလို့သွေးလုံးလို့ရှိအိတ်တို့အဲ့ဒါတွေဖြစ်နေရင်ဒါရာသီပမာဏဆင်းတာများတာရက်ရှည်တာ ရာသီရမဟုတ်ဘဲနဲ့ခြားပေါက်သွေးဆင်းနေတာเนาะအဲ့လိုမျိုးတွေဖြစ်စေတယ်လက္ခဏာတွေပြတယ်အဲ့တော့ကျွန်တော်တို့ကများမှာပဲဒီလိုဒီလိုယောဂါတွေဖြစ်နေမလားဆိုပြီးတော့အထောက်ဆောင်ရခိုင်းတာတို့စက်တက်ပေးတာတို့အဲ့လိုမျိုးလုပ်ကြည့်တာပေါ့เนาะနေတာလေအဲ့လိုမျိုးယောဂါတွေမဖြစ်တတ်ဘူးเนาะအဲ့ဒါကြောင့်မလို့နေတဲ့ဟာဆိုရင်ရတဲ့လက္ခဏာမဟုတ်ပါဘူးများတာပဲဆိုရင်ရတာเนาะများမှာပဲစိတ်ဆက်တာမျိုးလုပ်ဖို့လိုတာ မမြင်တနာကတော့ကိုဝင်ငါးလခလေးမလုပ်ရင်ဆိုရင်မလုပ်ဘူးဆိုတာလေတိတိချာချာအောင်မှတ်ဖြစ်လာပေါ့နော်ဆိုတော့မလုပ်ဘူးလို့ထင်လို့ဆိုရင်မိခင်ကထင်နေတာလားတကယ်မလုပ်တာလားပေါ့နော်ပြီးတော့ငါးလဆိုတာကြတော့လေးလငါးလဆိုတာကပထမဆုံးကိုဝင်နေဆိုလို့ရှိရင်တော့ဟိုစာငါးလကျော်မှလှုပ်တယ်ပေါ့နော်စာလှုပ်တယ်အခလေးရံမွေးမှုရယ်ဆိုလို့ဆိုရင်တော့လေးလဝင်ကျင်နေတယ်လှုပ်တယ်ဆော့ဆော့လှုပ်တယ်ပေါ့နော် အဲ့တော့အဲဆဆဦးဆုံးလှုပ်တဲ့လနေမှာတော့နဲတတ်တယ်လှုပ်တာအရင်မပြင်းထန်တတ်သေးဘူးပေါ့နော်ပြီးတော့ကျမတို့လှုပ်လားမလှုပ်ဘူးလားဆိုတာကတကယ်လို့မလှုပ်ဘူးလို့ထင်ရင်အရင်ဆုံးကိုကနေတဝက်လားနေတဝက်ဆိုတာဒီနေ့မှ24နိုင်ရှိတယ်နေတဝက်ဆိုတော့17နိုင် အဲ့ဒီနေတဝက်၁၂နာရီအပိုင်းခြားပေါ့နော်ဥပမာမနက်၆နာရီကနေည၆နာရီထိကိုကတခြားလုပ်တွေအရင်မလုပ်တော့ဘဲနဲ့ငငိမ့်လေးပဲနေပြီးတော့နာနာနေပဲနေပြီးတော့ခလေးတိုးတဲ့အချိန်ကြီးအတွက်ကိုထိုင်မှတ်နေရမယ်။အဲ့ဒီမှတ်တာကနေတဝက်ဥမာမနက်၆နာရီည၆နာရီအတွက်မှာ၁၀ချိန်မပြည့်ဘူး။တေးတေးချာချာဘာမှမလုပ်ဖဲနဲ့ထမင်းစားတဲ့တွားနဲ့တွားတဲ့အချိန်ကလွယ်ဘာမှမလုပ်ဖဲနဲ့ထိုင်မှတ်တာ၁၀ချိန်မပြည့်ဘူးဆိုတော့လို့ရှင်အဲတကယ်မလှုပ်ဘူးတကယ်စိုးရိမ်ရတယ်နော် စိတ်ချင်းကြော်တယ်ဆိုလို့ရှိရင်တော့ဘာမှဖြစ်ဘူးတချို့အချိန်တွေကကိုယ်သတိမထားမိတာဖြစ်နိုင်တယ်ကိုယ်အိပ်နေတဲ့အချိန်တွေဖြစ်နိုင်တယ်နော်အဲ့ဆိုမနက်6နာရီကနေည6နာရီအတွင်းကို10ချိန်ပြည်လာလို့တိတိကျကျတစ်ခေါက်လောက်ပြန်ပတ်ကြည့်ပေါ့နော်အဲမပြည့်ဘူးဆိုလို့လို့ရှင်တော့ကိုကိုဝင်အထားရဲ့စေုံစီကြောင်ပြတ်သွားမယ်ပြီးတဲ့အခါကျတော့ကျမတို့ဟိုအလုပ်မယ်ခလေးနှလုံးဖုံးတန်ကိုဆက်ဆွဲကြည့်လို့ရတယ်နော် ပိုင်းမှာလေးပတ်ပြီးတော့အရင်မွေးမှုရဆိုလို့ရှင်သိပါတယ်ခလေးနှလုံးဟုန်တန်ကို CTG ဆက်ဆွဲကြည့်လို့ရတယ်အဲဒါဆိုလို့ရှင်ကျွန်တော်တို့ခလေးကကောင်းလားမကောင်းလားသိနိုင်တယ်နော်ဒီကလေးလေးစမပြောတာတွေကို live မကောင်းလို့မချလိုက်ဘူးဆိုလို့လို့ရှင်ရင်စမဒီဟာကို YouTube မှာဟော page မှာဟောပြန်တင်ပေးထားမယ်เนาะအဲ့မှာအမ်ပြန်ပြီးတော့တစ်ခေါက်ကြည့်လို့ရတယ်เนาะပြီးတော့မှ AA စစ်စစ်ကို live အချိန်ပြည့်ရဲ့အချိန်ကြတော့မှပြန်ကြည့်လို့ရတယ် ဘယ်လိုတခြားမိကုန်းတွေဖြည့်ပြီးလို့ပေါ့နော်အချိန်ပိုသေးတယ်ဆိုလို့ရှိရင်တော့လည်းသိချင်တာတွေမကြလိုက်တာပြန်ဖြည့်ပေးမယ်နော်ထထဆိုရင်ဒီမလေးကရေကိုဝင်စနစ်ပတ်တုံးကရေအထရာဆောင်ရိုက်တော့ဒိတ်က10ရက်6လလို့ပြောတယ်။စနစ်ပတ်မှာရိုက်တော့19ရက်6လ26ပတ်မှာရိုက်တော့29ရက်6လပပဝေးသွားတာပုံမှန်ပဲလားရေခလေးသေးလို့လားရေမဟုတ်ဘူးနော်။မလို့လာချင်းလာမှရိုက်တယ်အထရာဆောင်နေရအဲ့လိုပဲရက်ပြောင်းတတ်တယ်။ သူကလေအထွာဆောင်ကပေးတဲ့ဒိတ်ကကျတော့ဘာလို့ကြည်တာလဲဆိုတော့ရေမွား8လေးတို့ခလေးရဲ့ခေါင်းလေးတို့ခလေးရဲ့ခေါင်းကနေ6ရောက်ထိအရက်တို့အဲ့ဒါတွေကိုတိုင်းတာပြီးတော့အလုံးတွက်ပြီးတော့သူကရက်ကိုခံမှန်းပေးတာပေါ့နော်အဲ့ခါကျတော့ဒီမတော်ကခလေးကအရွယ်စားပြောင်းလာတဲ့ရေမွားအိတ်ကရေမွားနည်းတယ်ရေမွားများတယ်ဆိုလို့လို့ရှင်ပြောင်းတယ်အဲ့ဒါဆိုလို့လို့ရှင်ရဲ့အဲ့ဒီဟိုဒိတ်တွေကလွတ် ပြောင်းနေတယ်တစ်ချိန်လုံးပြောင်းနေတယ်ဒီနေ့နဲ့မနက်ပြန်သွားရရင်လည်းပြောင်းအောင်ပါเนาะအဲ့တော့အထာဆောင်ရတဲ့ဒိတ်ကကျွန်တော်ကျွန်တော်တို့တိတ်ပြီးတော့ဟောမဖြစ်ဘူးပေါ့เนาะ reliable မဖြစ်ဘူးအဲရရင်ကျွန်တော်တို့မမှတ်ဘူးပေါ့เนาะယာတီရက်ကိုမှတ်မိတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်နောက်ဆုံးယာတီလာတဲ့ပထမဆုံးရက်ကနေစတွက်တဲ့ LNP ရစတွက်တဲ့ခံမှန်းပြီးတော့တွက်ပြီးတဲ့ရက်ကိုကိုယ့်ကိုတွက်ပြီးတဲ့ရက်ကိုပဲအတီးယူရမယ်เนาะ အဲဆေးကန်းတော့ပြတဲ့စာအုပ်တွေမှာဆိုလို့ရှိရင်အဲ့လိုမျိုး LMP ဆိုပြီးတော့ရေးထားတတ်တယ်။အဲ့ကနေသူကပေးထားတဲ့ဒိတ်ကပဲတည်ကြတယ်။အဲ့ဒိတ်ကိုပဲအတည်ယူရမယ်နော်။အတည်မှတ်ထားလို့ရတယ်။ဟို ultrasound ကပြောင်းတဲ့ဒိတ်တွေကိုတွားပြီးတော့မမှတ်နဲ့ခံလည်းမခံစားနဲ့အဲ့ဟာခလေးရဲ့အရွယ်စားတို့အရက်တို့ရေးမွားအနေများတွေပေါ်မူတည်ပြီးတော့အမျိုးမျိုးပြောင်းတယ်။အဲ့ဒါကိုတွားပြီးတော့အတည်ယူလို့မရအောင်နော်။ခမန်းချီကတော့6လပိုင်းကတော့တည်ကြတယ်။အဲ့လိုလိုကြည့်လို့ရတယ်နော်။ ယူကီဆိုတဲ့ညီမလေးရတဲ့ဆမရှင်နဲ့ရေမွားရေနေရင်ခလေးလှုပ်တာတိတတခံစားရနိုင်လားတဲ့တိုးနေတာဆက်လိုက်တာအဲ့ဒါမသိဘူးအလုံးကတိုးနေတိတာဆမ်းမိနေလို့တိတာဆမ်းမိတာရေမွားရေနေတယ်လို့အဲ့လိုတိုက်ရိုက်ကြီးပြောလို့မရဘူးပေါ့နော် ရေမွာရေနဲတယ်ဆိုလို့လို့ရှင်ရေကိုဝင်ရရှိတဲ့လအရွယ်စားထက်အဲတေးနေတာပေါ့နော်ဘိုက်ကလေးကတေးနေတယ်အဲကျွန်မတို့စမ်းကြည့်လိုက်လို့ရှင်ဟိုမှာအပတ်20ဝန်းကျင်ဆိုရင်အဲချက်ပပတ်နေနားမှာဘိုက်ကရှောင်းနေရမယ်ပေါ့နော်တအိမ်ကကြီးနေရမယ်အဲ့လိုမျိုးပေါ့အရွယ်စားရှိတဲ့အရွယ်စားထက် အောက်ကိုသေးနေမှာကျမတို့ရေမွားရေနဲလားဆိုတော့အထောင်းဆောင်ကြိုက်ပြီးတော့ကြည့်ကြည့်ရပေါ့နော်အဲခလေးကလှုပ်တာကိုတေချာတတိထားမိရဲ့အပေါ်ကိုဖူဖဖောင်းလာရဲ့အဲ့ဒါအကြောင်းမလို့ရေမွားရေနဲတယ်လို့တတ်မှတ်လို့မရှာပါဘူးနော်အဲ့လိုမျိုးမပိုက်ပါနဲ့ဟုတ်ပြီအဆလို့ရှိရင်မျိုးလေးမြင်လိုက်တာရှင်ပြောနော် ဆုံဆုံဆိုညီမလေးကမိထားရဲ့တဲ့တားစီလည်းဖြတ်ထားပါတယ်။ရာသီလည်းပုံမှန်လာပါတယ်။ရှင်သားတွေတစ်ခါတလေနာတာပါဖြစ်လို့လဲရှင်သားနာတာကဘာဖြစ်လို့နာတာလဲဆိုတော့ကျမတို့ခန္ဓာကိုယ်ကအမျိုးသမီးဟော်မုန်းတွေပေါ့နော်။ရာသီလရဲ့ဟော်မုန်းတွေတဲ့က estrogen နဲ့ progesterone နှစ်မျိုးရှိတယ်။အဲ့ဒီက progesterone hormone ကြောင့်ဖြစ်တာ။အဲ့ဒါကကျမတို့တောက်ချူရဲ့ရက်တွေဆိုလို့ရှိရင်လည်းနာတတ်တယ်။တချို့ကလေရာသီလကနေရက်၄-၅ရက်မှနာတယ်။ တချို့ကကျတော့အဲ့တောင်းကျွေတဲ့ရက်ကနေပြီးတော့နောက်တစ်ခေါက်ရာသီမလာမချင်း၁၄ရက်နှစ်ပတ်လောက်ဇတိုက်ကြီးလဲနားရတဲ့လူတွေလည်းရှိတယ် အဲ့ဒါကတယောက်နဲ့တယောက်တလားနဲ့တလားမတူကိုတယောက်ဖဲမှာတော့မတလားနဲ့တလားမတူအဲ့လိုပဲနာတတ်တယ်နော်မလို့စမ်းကြည့်လိုက်လို့ပေါ့နော်ကိုကကိုစမ်းတဆစ်ဆေးကြည့်လိုက်လို့ရေချိုးရင်းပါရင်းနဲ့ပေါ့နော်အလုံးကျိတ်တွေမရှိဘူးဒါမှမဟုတ်လို့ရှိရင်အဲလူတိကနေပြီးရောသွေးတွေပြေးထွက်နေတာမရှိဘူးဆိုရင်ဘာမှမဖြစ်ဘူးနော်အဲ့လိုမျိုးဟော်မုန်းအန်နီတင်နေကြောင်းနာတတ်တယ်ဟော်မုန်းဆေးတွေတောင်းနေရင်လည်းနာတတ်တယ်ဟွတချို့ရေဟော်မုန်းစေးတောင်းနေရတဲ့သူဆိုအဲ့လိုအရင်အတိတ်ကနာတယ်လို့ဆီမအောင်ပြန်ပြောကြရရှိတယ်ပေါ့နော် အဓိကတို့ကြ strong hormone ကြောင့်လာတယ်နော်အေးတန်တာဆိုရင်ညီမလေးကမိထားရတာရှင်းနေတဲ့အချိန်ရအချိန်ဖြစ်နေလို့ကျမပြေးတဲ့တောက်ဆေးတောင်းရပါအဲ့လိုတောင်းနေတဲ့ခလေးရနိုင်လာတယ်တောက်ဆေးဆိုတာကဒီအချိန်ကိုပြန်သေးအောင်တောက်ခိုင်းတဲ့ hormone ဆေးလားအကျိတ်ကိုပြန်သေးအောင်တောက်ခိုင်းတဲ့ဟော်မုန်းဆေးတောက်နေရဆိုရင်အဲ့ဟော်မုန်းဆေးတွေကလည်းတားဆေးတွေပဲလေအဲဆိုအဲ့ဆေးတောက်နေတဲ့ချိန်ကတော့ကိုယ်ဝင်မရနိုင်ဘူးမရနိုင်ဘူးများတယ်နော် အေးဟုတ်တယ်ကျွန်မကိုစားဖြည်ပေးတာအနီဝင်းဆိုရင်ကျွန်မလေးကရာသီသွေးစင်တာနဲ့ဆိုရင်တော့မရှိပါဘူးတဲ့ဟုတ်ပါပြီနော်ကျေးဇူးပါနော်ကျွန်မကျွန်မဝိုင်းကူဝေးမဲ့သူတွေပါရှိရနော်ဟုတ်ပါရဲ့ဟုတ်အဲ့ဆိုလို့ရှိရင်မေရီဆန်းဆန်းညီမလေးကတဲ့စမရေးတဲ့ရှားတီရက်ကတပတ်လောက်ကျော်ပြီခလေးယူနေသူပါတဲ့ရာကျင်းသာလာကျင်းတလူလူနဲ့မလာအောင်အဲ့ဆိုစီရောဆစ်စီပြီးသွားရည်လားကိုယ်ယူနေတဲ့သူတွေဆိုရင်စစ်စစ်ကြည့်အောင်နော် ခုရင်ယူနေတဲ့သူတွေရာသီမလားလို့ဆိုရင်လို့လာပြရကြရဲပြီးရင်ခါကျတော့စစ်စစ်ကြည့်လိုက်တော့ပေါ့နော်အဲစစ်စစ်တိုင်းတစ်ချောင်းပေါ်နေတဲ့သူတွေရှိတယ်အဲဆိုအရင်ဆုံးကိုယ့်ရဲ့ရာသီလာရက်ပြန်မလာအောင်ဆိုရင်အရင်ဆုံးစစ်စစ်ကြည့်နော်ပြီးတော့မှစစ်စစ်ကြည့်ရောမှအဲစီစစ်ကြည့်ပြီးလို့တချောင်းပဲတည်ကြတယ်ဆိုရင်တော့အဲ့ဒါဆိုရင်ဒီလာကမရှိတော့ပုံများတယ်ကိုအားမျောလင့်လေးတယ်ဆိုလို့ဆိုရင်တပတ်လောက်ချာပြီးတော့ပြတ်စစ်လို့ရတယ်เนาะအဲ့ဒါပြီးရဲ့အခါကျတော့လို့ရှိရင် တကယ်လို့ပေါ့တစ်ဖက်လောက်ချားပြီးတော့ပြင်စစ်တာလည်းမရှိဘူးဆိုလို့ရှိရင်တော့အဲရေသားတင်းတာတို့စစ်စက်ကြိုက်တာတို့အဲ့ဒါတွေလည်းဖြစ်နေရဲဆိုလို့လို့ရှိရင်တော့လေကျမတို့ယာတိလာကန်ဒီလက္ခဏာတွေပြနေရပဲဖြစ်ပုံများတယ်နော်အဲဆိုကိုဝင်ယူနေရဆိုလို့ရှိရင်ယာတိဆလာရဲ့ရက်ကိုမှတ်ထားအဲဒီဆလာရဲ့ရက်ကနေနောက်တစ်ခါအောင်ရက်တွက်ပြီးတော့ပြန်ကြိုးစားပေါ့နော်ချက်တော့ဒီလေးလဲဆမဒီ live ရဲ့လေးအစအမပြောပြပေးထားတယ်အဲလေးပြီးတော့မှပြန်ကြည့်ချင်းကြည့်နော်အေးစစ်စစ် ပစိုးကရဲ့ကျေးဇူးတင်ပါတယ်ရှင်နဲ့ဟုတ်ကဲ့ပါရှင်။ဒီမှာရဲ့စီးလိုလက္ခဏာရဘယ်လိုခံစားရလဲဝါရင်ဖြစ်တာလားတဲ့။စီးချွာကြတော့ဝါရင်ဖြစ်တယ်ပြီးရခါကြတော့အချိုးရဲ့အစားမြရင်ဖြစ်တယ်မျိုးရိုးရှင်လည်းဖြစ်တယ်နော်။ တော့ဘာလို့လဲဆိုတော့မတို့ဘာသာကနေစားလိုက်တဲ့အချုံတွေကိုခြေဖြတ်ပေးတယ်အင်ဆူလင်ရှိတယ်ပေါ့နော်ခန္ဓာကိုယ်ထဲမှာငါကိုထွက်တဲ့အင်ဆူလင်ရှိရယ်ဘန်ခရီးယားကမုတ်ချိုအိတ်ကနေထုတ်တဲ့အင်ဆူလင်အဲ့ဒီအင်ဆူလင်ကိုအဲထုတ်တာနည်းသွားတာဖြစ်ဖြစ်အဲ့ဒီအင်ဆူလင်ကိုတုံ့ပြန်မှုမရှိတာဖြစ်ဖြစ်အဲ့လိုဆိုရင်စီချိုဖြစ်တယ်အဲပထမဆုံးလက္ခဏာရတော့အများစုကပေါ့နော်ရေငတ်တာအများကြီးဒီအရင်ငတ်တယ်ရေခဏခဏတောက်ချင်တယ်အခုကလူရာဒီကလည်းပုံနေတော့လူရာဒီနဲ့ အဲ့ဒီဟာနဲ့ရောင်းနေမယ်တဲ့သူကနော်ချိန်ငတ်တဲ့ရေခဏခဏတောက်ချင်တယ်ပြီးရင်စီးခဏခဏသွားတယ်ပေါ့နော်ရှူးခဏခဏပေါက်ချင်တယ်ပြီးရင်ကျမတို့အချိုတွေကိုလည်းအရင်ထပ်ပုံပြီးစားကြတာအချိုစားလို့စီချိုဖြစ်တယ်เนาะစီချိုဖြစ်ရင်လည်းအချိုတွေပိုစားကျင်လာတယ်เนาะအဲ့လိုမျိုးတွေဖြစ်တယ်ပြီးရင်ချွေးထွက်တာတွေများတယ်နှုံးနာတွေများတယ်เนาะအဲပြကြလို့ရှင်တိတ်ပြီးတော့နှုံးနာတွေများအားမရှိသလိုဖြစ်တယ်အဲ့လိုမျိုးတွေเนาะပြီးရင် ရိုးရိုးရှိရတဲ့သူတွေဆိုလို့ရှိရင်အတိတာသတိထားပြီးတော့ဗောလက်ထိတ်ဖောက်စစ်ကြည့်တယ်နော်ကိုကဟိုအချို့လည်းစားမရတယ်ထမင်းနဲ့လည်းစားမရတယ်ဟိုတော့မြန်မာလူမျိုးတွေကထမင်းစားမရတယ်လေအဲထမင်းရကြတော့အစီကျိုတက်တယ်ဆန်ရကာဘိုဟိုက်ဒရိတ်ကဗောနော်အဲ့ဒါဆိုလို့ရှိရင်လည်းဟိုလက်ထိတ်ကိုဖောက်ပြီးတော့ရင်စစ်ကြည့်တယ်နဲ့အဲ လေးလက်စားထမင်းကြီးဒါမှမဟုတ်ညစာထမင်းကြီးစားပြီးတော့နှစ်နာရီချားပြီးတော့မှစစ်ဒါမှမဟုတ်လို့ရှင်ညစင်နိုင်နောက်ပိုင်းဘာမှမစားတော့ဘဲနဲ့မနက်အစောကြီးအိပ်ရာထအောင်စစ်ကြည့်မနက်စာမစားကြနော်အဲ့လက်ထိတ်ဖောက်စစ်တဲ့အဖြစ်ကများနေရဆိုလို့ရှင်တော့ကျွန်တော်တို့ဒီသွေးကြောတွေကနေပြီးတော့ HPA1C ဆိုတဲ့ဟာ၃လစီဂျိုလို့မြန်မာလူခေါ်ရပေါ့နော်အဲ့ဒါကိုစစ်ရမယ်အဲ့ဒါကကြတော့ပိုတိကြတယ် လက်ထောက်စစ်တာကြတော့စစ်ခံပြီးရက်တရက်နဲ့ရက်ပါပေါ့နော်ဒီလိုအေးတက်နေမှာဆုံးလို့ဆိုပြီးအစားရှောင်လိုက်လို့ရှိရင်အဖြေကကောင်းနေတတ်တယ်ဒီတွေးကြရတဲ့ဖောက်စစ်တဲ့စီဂျိုကကြတော့ကျွန်တော်တို့ကတရက်နဲ့ရက်အစားရှောင်လုံးလည်းမကြပါဘူးတကယ်စီဂျိုရှိနေလို့ရှိရင်အဲ့ဒီတွေးကြရတဲ့ဖောက်စစ်တဲ့ဟာလွန်ခဲ့တဲ့၃လအတွင်းမှာစီဂျိုတက်နေလားမတက်နေလားဆိုတာဥပြရတယ်သိနိုင်တယ်အဲ့ဆိုတော့အတိအကျယောဂကိုစီဂျိုလို့အဲဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်တော့တွေးရဖောက်စစ်ခိုင်းတယ် ဒီတိုင်းပဲဆိုရင်တော့ကျွန်မခုနပြောတဲ့လက္ခဏာတွေပေါ့နော်ရေအများကြီးတောက်ချင်တဲ့ရှူအများကြီးပောက်တဲ့အချိုးကြီးပိုးစားချင်လာတယ်နော်ပြီးတော့နှုံးနဲ့ချွေးထွက်များတယ်နော်အဲ့လိုမျိုးဖြစ်နေရဆိုလို့ရှိရင်တော့လေကျွန်မတို့ ဟိုအလုံးကမလက်ထက်အရင်ဆုံးဖောက်စစ်ချင်နော်ကိုကောမြန်မာစစ်မတောင်းရအောင်နော်မြန်မာစစ်တောင်းလို့လို့ရှိရင်ဆိုတော့စီးချုပ်ဖြစ်လို့ရှိရင်လည်းမထိန်းနိုင်လို့ရှိမှာပေါ့နော်အဲဖြစ်ဖြစ်ချင်းတော့မဖြစ်ပါအောင်စီးချုပ်ဖြစ်တဲ့သူတိုင်းကလည်းကြောက်ကြက်ပြတ်တာမဟုတ်ပါဘူးနော်ဒါပေမဲ့စီးချုပ်ဖြစ်တာမသိပဲနဲ့မထိန်းနိုင်တော့တဲ့အချိန်လေးတစ်ခုဆိုလို့ရှိရင်သွေးကြောတွေပြက်စီပြီးတော့ကြောက်ကြက်ပြတ်တတ်တယ်အဲကြောင့်မလို့စီးချုပ်ကလည်းကြောက်ကြက်ကိုထိလေစီးချုပ်တောင်းတဲ့ဆေးရကြောက်ကြက်ထိရမဟုတ်ဘူးနော်စီးချုပ်မထိန်းနိုင်ကြောက်ကြက်ပြတ်တာ အမြမဆေးရတိုင်းရင်းဆေးတွေကလည်းအဲ့လိုမျိုးကြောက်ကတ်တွေကိုထိတယ်အသေးတွေကိုထိတယ်အဲ့ဒါမလို့တောက်ဆောက်မလို့နော်လုံးဝမလို့အခုပြီးရင်တချို့မြန်မာဆေးရမှာပါဝင်ပစ္စည်းတွေမှာကြည့်လိုက်အများစုကနွဲချိုးပါတယ်အဲ့ဒါအချိုတွေပဲနော်နွဲချိုးပါတဲ့ဟာတွေကကျမတို့အစီချိုးအတွက်ဆိုလို့ရှိရင်မတည့်ဘူးဗနန်ဆောင်းကြီးစစ်တာ89ဆိုလို့ရှိရင်စီတို့မရှိဘူးနော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အစားအသောက်နေထိုင်အပြုအမူလေးတွေပဲစင်ချင်ပြီးတော့နေဝါလေးရတယ်ဆေးတွေပါဘာမှတောက်ဆောက်မလို့ ထမင်းတွေအများကြီးမစားနဲ့ဖြစ်မှာဆိုလို့ရှင်လေအတီးရွက်တို့အသားတို့အဲ့ဒါပဲများစားเนาะအချိုးတွေအများကြီးမစားနဲ့နွေရာသီဆိုလို့လို့ရှင်အချိုးရေတော့ကြာအများတယ် energy drink တွေရော gas bar တွေပူလို့ရောပေါ့เนาะအဓိကလေ energy drink တွေကအရင်ဆိုးတာ high shot တို့ကျွဲရိုင်းတို့ m150 တို့เนาะစမ brand နဲ့ပြောလိုက်ဒါကြာ brand တွေအတူတူထိလိုက်တယ်ဆိုပြီးလာပြောနေအောင်မယ် energy drink တွေအရင်မတောင်းနဲ့เนาะသတိထားပြီးရောရှာကိုယ့်အကူပဲလေဟိုလောက် တံမြားရေးလေးဖောက်တောက်တာတို့တောက်ချင်လို့ရှိရင်အဲ့လိုမျိုးတွေတောက်တာပိုတင်တော်တယ်ပေါ့နော်ဟိုအများတိုင်းနေ့တလူဝါရင်ဟိုတစ်နှစ်ပတ်လည်လုံးတော့ရှောင်းနိုင်မှာမဟုတ်ဘူးတစ်ခါတည်းရန်တောက်ချင်တောက်ပေါ့တချို့အကြတော့တတိမထိုင်းပဲနဲ့ energy ထွင်းနေနေ့တိုင်းတောက်နေရတူရှိတယ်အဲ့အရာစီလို့ဖြစ်စေတယ်ဝါစေတယ်နော် weight တွေပါးများနေလို့ရှိရင်လည်း weight ထိန်တယ်နော် အများစုတော့ယာတိမပန်ကြတဲ့အမျိုးသမီးတွေကတော့အမျိုးသမီးတွေပြောကြရတယ်အများစုကပေါင်160ရှိရဲ့လို့ပေါင်200ရှိရဲ့လို့အဲ့လိုမျိုးပြောကြရတယ်ပေါ့နော်ခွေးများနေလို့လို့ရှင်လေလေးမှာကအဲဒီခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကမမှန်တော့ဘူးမညီတော့ဘူးအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဖက်ကလို့ရှင်ယာတိပုံမှန်မလာတော့တာဖြစ်တယ်တောက်ကောင်းကောင်းမကြေတော့တာဖြစ်တယ်နော်အဲ့ဆိုရုပ်ပြအကြီးလဲဝိတ်ချစရာမလိုဘူးရုပ်ပြအကြီးချရင်လဲအဲ့ဒီဟော်မုန်းတွေ imbalance ကအရင်ဆိုးဆိုးရွားရွားဖြစ်တတ်တယ် တဖြည်းဖြည်းချင်းပေါ့နော် lifestyle ကိုချိန်မယ်ဖျော်လို့ရှာရှာနေမယ်ပြီးအစားအသောက်ကိုတဖြည်းဖြည်းချင်းရှော့မယ်အချိုးရင်းရှောင်းမယ်အစီစိတ်လေးရှောင်းမယ်နော်အစီထင်းလေးနဲ့ဖက်စားရမလို့ဘူးနော်အဲ့လိုမျိုးတဖြည်းဖြည်းချင်းနဲ့ weight ထိန်းနိုင်အောင်ကြိုးစားရမယ်နော်အဲ့ဒါမှပြန်ပြန်ပြန်မှတ်ပါ အများစုကလေဟို28ရက်တစ်ခါရက်30တစ်ခါကွက်တီလာတဲ့သူကရှားပါတယ်เนาะတပန်းနောက်ဆုံးတပန်းနောက်ကြလေးဖြစ်တတ်တယ်ဘာမှစိတ်ပူစရာမလိုအဲ့ဒါတွေကလေဟို6လ6လလောက်ခဏလား6လလောက်ထိမလာဘူးဆိုမှပဲဆိုတော့စိတ်စိတ်ရမှာပေါ့เนาะအစ်တနာဆိုတဲ့ညီမလေးကလေအကျိတ်သေးအောင်တောက်တဲ့ဆေးအားဆိုတော့ဟော်မုန်းဆေးတွေပဲဖြစ်တာများတယ်ပေါ့เนาะပရိုဂျက်ရှင်ဆေးတွေဖြစ်တာများတယ်အဲ့အိုင်တောက်နေလို့ဆိုရှင်เนาะကိုယ်ဝင်မရနိုင်ဘူးဆေးတောက်နေတဲ့ကာလအတွင်းမှာเนาะ တင်မအိုတချို့ကကြာ3လခံစီထိုးခိုင်းတယ်3လခံစီကိုဝင်တားဖို့ဆိုလို့ရှိရင်3လမှတစ်ခါပဲထိုးဖို့လိုတယ်เนาะတက်ပေမဲ့ညီမတို့ဟိုကတအိမ်နဲ့ရအကျိတ်ကြီးတေးအောင်ထိုးရတယ်တောင်းအိမ်ကအလုံးကြီးတေးအောင်ထိုးရတယ်ဆိုလို့ရှိရင်เนาะဟိုစာတလတစ်ခါထိုးရတယ်အဲ3လခံစီကိုလေဟင် အဲ့ဒါတချို့ကလည်းကိုယ်ဝင်လည်းမရှိဘူးအိမ်တော်လည်းမရှိဘူးအဲ့ဒီကတားဆက်ချဖို့လည်းမလိုဘဲနဲ့ထိုးရမှရှက်တယ်ဆိုပြီးတော့မထိုးတဲ့သူတွေရှိရပေါ့နော်ဟုတ်ဘူးเนาะကျွန်တော်တို့တရားစေးကူးတဲ့နေရာမှာလည်းအုံလို့ရတယ်ပြီးရအခါကျတော့သူကဟော်မုန်းအန်နီတင်နဲ့ဒီအလုံးချိန်တွေကိုသေးသွားအောင်ကြုံသွားအောင်ပြန်လုပ်ပေးတဲ့သဘောပေါ့နော်အဲ့တော့လိုအိမ်ထိုးလို့ရတယ်ဘာမှရှက်စရာမလိုဘူးเนาะကျမကြီးအဓိက very sad ဟာတဲ့ဟုတ်ကျေးဇူးတင်ပါတယ်ရှင်နဲ့ဟုတ်ပါရှင် ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ဒီမှာယာတီအဲ့ရက်ရှောင်းတဲ့နီးနဲ့ပေါ့နော်နောက်တစ်ခုကကြတော့ယာတီရက်ရွှေ့တဲ့နီးရက်ရှောင်းတဲ့နီးကကြတော့ကိုယ်ဝင်ရကျင်လို့ရက်ရှောင်းပြီးတော့ကိုယ်မရကျင်လို့ရက်ရှောင်းပြီးတော့ဟိုနေမာလာဒါမှမဟုတ်လို့ရှိရင်ကိုယ်ဝင်ရကျင်လို့ရက်တွက်ပြီးတော့နေမာလာအဲ့ဒီနှစ်ယောက်အတွက်နော်ရက်ရှောင်းနီးကကြတော့ယာတီရက်ရွှေ့နီး နောက်တစ်ခါကျတော့ဒီရက်ရွှေကြီးရက်ရွှေကြီးကကိုမလာချင်တဲ့ line ကိုချော်ဖို့เนาะအဲ့အေးဒီမှာဒီ line ရဲ့အစမှာပြပြထားရဲ့ဒီကျတော့မှာ AA စစ်စစ်ပြန်ကြည့်လို့ရတယ်เนาะဒီလိုအခု Facebook က new policy နဲ့ဖြတ်လိုက်တာတွေလည်းရှိတယ်ပေါ့เนาะကိုရင်တော့ဟာတယ်အဲ့ဒါကိုကိုတီးချင်တာလေးကိုဝင်မေးထားတဲ့အပတ်မှာပေါ့เนาะဒီမှာဒိတ်လေးနေရှိပြီးတော့ပြန်တင်ပေးထားတယ်ကိုဝင်မေးထားတဲ့အပတ်မှာလေးဆိုရင်မှာကို သိချင်တာကိုဖြည့်ပေးတဲ့ဟာကိုမချလိုက်ဘူးဆိုလို့ရှိရင်ပြန်ကြည့်လို့ရတယ်နော်အကယ်လို့ Facebook မှာမရှိဘူးဆိုလို့ရှိရင် YouTube မှာကြည့်လို့ရတယ်နော်ဟုတ်ပါပြီအဲဆိုရှင် group ကလည်းဟိုဟို backup ဖြစ်အောင်လို့နှစ်ခုလုံးပေါ့နော် group နှစ်ခုလုံးကိုစင်ပြောင်းဖြည့်ပေးနေတယ်ပေါ့နော် အန်လေးကိုဟိုမေးထားလို့ရတယ်ချက်ချင်းတော့ကိုကတော့လေအခု approve လုပ်အခု post တယ်အခု approve တော့ဖြစ်မှာမဟုတ်ဘူးเนาะကျွန်တော်တို့လည်း IR တက်လို့မျိုးဝင်လုပ်ပေးနေတယ်เนาะအန်လေးလေဟို live ကကြတော့တပတ်တစ်ခါပေါ့เนาะအတက်နိုင်ဆုံးပေါ့ကဲလို့မအားရင်လည်းတော့တရရွှေတယ်အဲ့လိုမျိုးလေးတွေနဲ့ချိန်ညာပြီးတော့လွှင့်ပေးမယ်ပေးချင်တဲ့အရှင်လို့ရှင်လေးလာပြီးတော့ဘုဒ္ဓတမေကုန်လေးမေးလို့ရတယ်เนาะ ထောက်ပါလေအဆိုရဒီညပေါ့နော်အကျိုးရှိရဲ့မိကုန်းနေအများကြီးဖြည့်ပေးလိုက်နိုင်ပါတယ်လာပြီးရောဆွေးနွေးပေးကြရဲမိညံမိသားစုတို့လည်းကျေးဇူးတင်ပါတယ်နော်နောက်ပတ်တည်ကြလို့ရှိရင်တည်ကျင်လာရရှိသေးရင်လာပြီးရောမိလို့ရတယ်အားလုံးပဲကောင်းသောညလေးဖြစ်ပါစေနော်ဒီ line တွေမကောင်းတဲ့ကြားတွေကတကူတကလာပြီးရောပါဝင်ပြီးရောဆွေးနွေးပေးကြတာကျေးဇူးအများကြီးတင်ပါတယ်နော် good night ပါ